ျွန်တော်ညကလိုက်လွင်းဖို့ပေါ့ဗျနော်လိုက်လွင်းဖို့9နိုင်လောက်ကနေကျွန်တော်10နိုင်ခွဲလောက်ဒီစောင်းလာလိုက်အဆင်ပြေတာနဲ့လိုင်းအဆင်ပြေတာနဲ့လိုက်လွင်းလို့မရခဲ့ပါဘူးဒီကနန်းတစ်လုံးပါပေါ့နော်တို့ဒီမှာပေါ့တုံးထစ်စီပေါ့နော်တုံးထစ်စီပေါ့မတုံးထစ်စီပေါ့ဒီလိုကနန်း3လုံးဆင့်လာတယ်အဲ့လိုကနန်း3လုံးဆင့်လာလို့ရှိရင် ဟိုထိပ်စီးပိုင်းဆိုင်ရပါဘောနော်ထိပ်စီးပိုင်းဆိုင်ရတွေ့ရတယ်နည်းနည်းခဲရင်သွားမယ်။ဒါဘာပဲဖြစ်ဖြစ်ပါအလေတိုင်းပဲယူယူနောက်လုံးပဲယူယူတတိပယ်ယူယူအဲ့လိုသုံးလုံးဆင့်သွားလို့ရှိရင်နည်းနည်းလေးလောက်ရတယ်နည်းနည်းကျက်တယ်ပေါ့။မနေ့ကတော့ကျွန်တော်တို့ငါးကိုတော့ငါးတုံညာလေးငါးတုံညာသုံးစုပြီးတော့ဘာဖြစ်စီသုံးခါကြရတယ်ပေါ့နော်။ဆုံးအောင်ကြတဲ့ခါကျတော့ကျွန်တော်ဆောပိုင်းပြောခဲ့တယ်လို့ပဲဒီနေ့လေးမာရင်ကိုကျွန်တော်တို့ကျွန်တော်ကဒါဟိုနောက်ဆုံးပိုင်းကနေ့လေဘန်လောက်ပေါ့နော်နေ့လေဘန်လောက်နှိမ့်ပြီးမယ်နောက်ဆုံးပိုင်းမလွင့်ကလေးမှာဒီခိုင်က ဟိုတိုက်တဲ့တိုက်ရင်အတုံးပြူရင်တပါးဆိုရင်အတုံးပြူလို့ရအောင်လို့ဆန်းချက်ပြီးတော့နော်ဦးမြင့်ကြီးမင်္ဂလာပါဟုတ်ကဲ့ပါဗျာကျွန်တော်ပြောခဲ့သလိုပဲဒီ၃ချောင်းနဲ့၃လုံးပေါင်းကြီးဒီတစ်ပေါ့နော်၃ချောင်းနဲ့၃လုံးပေါင်းကြီးဒီတစ်တယ်ခွန်နဲ့၃၃လုံးပေါင်းကြီးဒီနှစ်တယ်ခွန်၃၃၃လုံးပေါင်းကြီးဒီ၃တယ်၈၃၃၃လုံးပေါင်းကြီးဒီ၄တယ်၉၃၃၃လုံးပေါင်းကြီးဒီ၅မယ်ဆိုရင်အတုံးထိပ်ပေါ့နော်ကျွန်တော်၃ထိပ်ဒီခုနကြီးမင်္ဂလာပါဟုတ်ကဲ့ပါဗျာ သုံးထိပ်ပေါ့နော်အဲ့သုံးထိပ်မှာကိုတင်ဆိုလင်ဟုတ်ကဲ့အဲ့သုံးထိပ်မှာကျွန်တော်တို့ငါးခက်တွေပေါ့နော်ငါးခက်တွေမှာကျွန်တော်တို့ဒီသုံးလုံးပေါင်းကြီးဒီတစ်ကိုဒီသုံးလုံးပေါင်းကြီးဒီဒီသုံးလုံးပေါင်းကြီးဒီသုံးဒီသုံးလုံးပေါင်းကြီးဒီဒီဒီသုံးလုံးပေါင်းကြီးဒီငါးဆိုတဲ့သုံးထိပ်ရှိပေါ့နော်သုံးထိပ်ရှိမှာအဲ့သုံးထိပ်ရှိကိုဖြတ်တာလေနှလုံးပေါင်းကြီးဒီကိုနှလုံးပေါင်းကြီးဒီ30နှလုံးပေါင်းကြီးဒီ71နှလုံးပေါင်းကြီးဒီ72နှလုံးပေါင်းကြီးဒီ73ဆိုရင်ခုနကတော့3ထိပ်ခုကတစ်ထိပ်ပေါ့နော်။ဘာမှခုလည်းလုံးမမှာဘူးလို့ ဒီ3ထိပ်တစ်ထိပ်တနေရာထဲမှာသွားတာကတော့ကျွန်တော်တို့ငါးခက်နဲ့ပဲသွားခဲ့တာပေါ့ငါးခက်နဲ့ပဲသွားခဲ့တာနော်ကျန်နေတဲ့ရင်ကာဒီ3ထိပ်စီ3ကကြာထားတယ်လေကျွန်တော်တို့မသွားဘူးလို့လည်းပြောလို့မရဘူးသွားမယ်လို့လည်းပြောလို့မရဘူးသူလာနေတဲ့အနေအထားတစ်ခုပါနော်လာနေတဲ့အနေအထားတစ်ခုပါကျွန်တော်ပြီးခဲ့တဲ့ဘက်က၈ထိပ်စီးကိုကြာခဲ့ရင်တော့အခုချိန်မှာလောကကံတော်တော်လေးကိုကောင်းတယ်လောကကံတော်တော်လေးကိုရှင်ပြင်မဲ့အဓိကတစ်ခုလို့ရှိတယ်အဲက၃ထိပ်စီးကြာတော့တာနဲ့ဟောဖြစ်သွားတာပေါ့နော် ဲ့ဒီမှာကျွန်တော်တို့အဖြစ်တွေကဒီနှလုံးပေါင်းကြီးဒီနှစ်ကို9ပေါင်းလို့ရှိရင်ကိုနော်နှစ်ကို9ပေါင်းလို့ရှိရင်ကိုတယ်အဲ့ဒီကိုကိုလည်းကျွန်တော်တို့နှလုံးပေါင်းကြီးဒီ10အစိုးကွာကိုနဲ့ကိုတယ်နော်ဒီနှလုံးပေါင်းကြီးဒီ4ကို9ပေါင်းလို့ရှိရင်တစ်တယ်အဲ့ဒီကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ10အစိုးကွာတင်းနဲ့တစ်တယ်နော်ဒီမှာလည်းကျွန်တော်တို့နှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးဒီနှစ်ကိုကျွန်တော်တို့10နောက်ပေးနေတယ်သုံးရတယ်အဲ့သုံးရကိုနှလုံးပေါင်းကြီးဒီ8ကို2နဲ့ပေါင်းလို့ရှိရင်သုံးရတယ်နော်ဒီမှာကျွန်တော်နှလုံးပေါင်းကြီးဒီ9ကို6နဲ့ပေါင်းလို့ရှိရင်4တယ်အဲ့4ကိုကျွန်တော်တို့ နှလုံးပေါင်းကြီးဒီကိုကိုယ့်နှလုံးပေါင်းကြီးဒီငားနဲ့လေးတယ်။ဒီမှာကျွန်တော်နှလုံးပေါင်းကြီးဒီလေးလေးကိုနှစ်နဲ့ပေါင်းလို့ရှိရင်6တယ်။အဲ့ဒီ6ကကျွန်တော်တို့နှလုံးပေါင်းကြီးဒီတစ်စီတစ်စီကို guard 6နဲ့6ပါ။ဒါကျွန်တော်တို့ guard ပေါင်းကြီး6ပေါ့နော်။ guard ပေါင်းကြီး6အဲ့ဒီမှာကျွန်တော်တို့ခုနကတော့တစ်ထေသုံးထေဟိုကဘာပေါင်းကြီး6เนาะကိုမျိုးအောင်မျိုးနေသေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်နောက်ဆုံးပိုင်းကတော့ဒီနေ့လည်မှာပေါ့နော်နေ့လည်ဆိုရင်ညနေဖြစ်ဖြစ်ပေါ့နော်ဆိုတင်ပေးမယ်ဒါဒီကြားထဲမှာမိတ်ဆွေတို့အနေနဲ့မိမိတို့ခြိုင်နေတဲ့အလုံးနဲ့ဗရိတ်နဲ့ဟိုကတ်လို့ရရင် တက်လို့ရအောင်လို့ကြိုင်းနေတိုင်းပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလည်းဒီနှလုံးမောင်းကြီးဒီနှစ်ကိုနှလုံးမောင်းကြီးဒီတစ်ကိုနော်ဆိုင်မတော်ဘူးဒီ9ပိနေ8ဆိုပြီးတော့ဒီနှလုံးမောင်းကြီးဒီတစ်ကိုဒီ6တိစီလေးနဲ့ခွန်တယ်နော်အဲ့ခွန်ကိုကျွန်တော်တို့3မောင်းကြီးဒီ10 10ကိုနှစ်နဲ့ပေါလို့ရှိနှစ်တယ်ဒါခြေစီးတညိုးလာပြန်ပြီနော်ဒါဒီနှလုံးမောင်းကြီးဒီတစ်ကိုနှစ်နဲ့ပေါလို့ရှိရင်3တယ်အဲ့3ကိုကျွန်တော်တို့6တိရှိ3နှလုံးမောင်းကြီးဒီ9 9ကို3နဲ့ပေါလို့ရှိ8တယ်3ပါပါ8တယ်ဒီမှာကျွန်တော်နှလုံးမောင်းကြီးဒီ10 10ကို3နဲ့ပေါလို့ရှိ3တယ်တိရှိ6 3နှလုံးမောင်းကြီးဒီ9 9ကို3နဲ့ပေါလို့ရှိ8တယ် ော်ဒီမှာကသလုံးပေါင်းကြီးဒီကိုကိုကိုကျွန်တော်တို့သုံးနဲ့ပေါင်းလို့ရှိရင်နှစ်တယ်အဲ့နှစ်ကိုကျွန်တော်တို့၈၆တောင်ညာသုံးလုံးပေါင်းကြီးဒီလေးလေးကိုသုံးနဲ့ပေါင်းလို့ရှိရင်ခွန်တယ်ဒီမှာကျွန်တော်နှလုံးပေါင်းကြီးဒီကိုကိုကိုနှလုံးပေါင်းကြီးဒီခွန်ခွန်ကိုသုံးနဲ့ပေါင်းလို့ရှိရင်တောင်ညာအဲ့တောင်ညာကိုကျွန်တော်တို့၆တောင်ညာသုံးလုံးပေါင်းကြီးဒီကိုကိုကိုငါးဖြစ်ဖို့အတွက်၆တိရှိခုနကကျွန်တော်တို့သုံးတိ၆နော်သုံးရတိ၆တိရှိသုံးလုံးဖြစ်သွားတယ်နော်ဖြီးသုံးလုံးဖြစ်သွားတယ်ကျွန်တော်ကအဲ့ဒီပုံစံတိုင်းပဲဒါကြောင့်မို့လွဲချော်သလားတော့မသိဘူးပေါ့နော်အဲ့ပုံစံတိုင်းပဲကျွန်တော်က ဟိုတော့တန်တဲ့ site တစ်ခုကိုတူးဒီမှာပဲဖြစ်ဖြစ်တတိဒီမှာပဲဖြစ်ဖြစ်တိတ်ပြီးတော့ဒီတိုင်းအကြလောက်နေလဲမကန်ချင်ဘူးပေါ့ဗျာဆိုလိုချင်တာတော့အကြလောက်နေလို့တော့တိတ်ပြီးတော့ဟိုအတော်လို့ရှိမှုပေါ့ဆိုလိုချင်တာတိတ်ပြီးတာကျွန်တော်တို့တိတ်တိတ်စီမှာဆိုလို့ရှိရင်တော့ဘယ်ကကျွန်တော် live မှာရှင်ခဲ့တယ်ဒီနှလုံးပေါင်းကြီးဒီလေးဆိုပြီးတော့เนาะဒီနှလုံးပေါင်းကြီးဒီလေးတယ်ဒီနှလုံးပေါင်းကြီးဒီနှစ်နဲ့၅နဲ့ခွန်နဲ့၈နဲ့၁နဲ့၉တယ်အာ၉နဲ့၆နဲ့၅တယ်เนาะ၉နဲ့၆နဲ့ 9နဲ့1နဲ့9နဲ့6တယ်ပေါ့နော်ဒီ9နဲ့9နဲ့4တယ်ပေါ့နော်9နဲ့9နဲ့4တယ်ဒီနှလုံးပေါင်းကြီးဒီ၄ကိုဒီနှလုံးပေါင်းကြီးဒီ၄ဆိုပြီးတော့68ခွန်အောင်ဆတယ်ပေါ့နော်ဒီနှလုံးပေါင်းကြီးဒီခွန်ကို9နဲ့1နဲ့ကျွန်တော်တို့ခွန်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ခွန်ဒီနှလုံးပေါင်းကြီးဒီ9ကိုကျွန်တော်တို့6နဲ့3နဲ့ကျွန်တော်တို့9တယ်ပေါ့နော်မလားကျွန်တော်နှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးဒီ9ကိုကျွန်တော်2နဲ့3နဲ့ကျွန်တော်တို့9တယ်ပေါ့နော် ်မှာကတော့1.5နဲ့6ကိုကျွန်တော်တို့ sorry 9နဲ့9နဲ့6ကိုနှလုံးပေါင်းကြီး5ပေါ့နော်မှာ1.5နဲ့6ကိုကျွန်တော်တို့3နဲ့3နဲ့6လောက်ပေါ့နော်ဒီမှာကျွန်တော်တို့9နဲ့9နဲ့6ကိုကျွန်တော်နှလုံးပေါင်းကြီးလေးမယ်ဆိုရင်တိတိစီဆိုပြီးတော့အပထမပြောခဲ့တယ်နော်ဒီတိတိစီကမင်းကတော့ကတော့ကိုမျိုးစုရမစင်းသားနေပို့ထားတယ်လိုင်းမကောင်းတယ်လေအခုရှင်ဒီမကြည့်ရဘူးနော်သူ့မှာကကျွန်တော်တို့ဒီဆလဘိုင်းကတင်ခဲ့တယ်ဒီခွန်ထေစီလိုပေါ့နော်ဒီဆလဘိုင်းတင်ခဲ့တယ်ကျွန်တော်ခွန်ထေစီကိုနှစ်နောက်ပိတ်တူပေါ့နော်ခွန်ထေစီကိုနှစ်နောက်ပိတ်တူလေကျွန်တော်ကဒီချိန်မှာအတုံးမပြူတော့ တုံးကြည့်တော့နော်စိုက်ပြတော့ပြမယ်ဆိုတော့အများကြီးဖြစ်နေတာဘူးပဲကျွန်တော်ရေးပြီးတော့ဂျန်နရီစံနေတဲ့တာဘူးပဲအတုံးကြည့်တဲ့သဘောပေါ့ဗျာနော်အဲ့ဒီမှာဒီလေးကိုရိုက်သွားတဲ့ခါမှာသူ့ကိုပြန်ပြီးတော့တစ်ချက်ဂျန်နရီစဉ်းစားရတာကသုံးလုံးပေါင်းကြီးဒီနှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိလေးဆိုပြီးတော့ခုနကဆောက်ရှိကောင်ကစခဲ့တဲ့ဒီနှလုံးပေါင်းကြီးဒီလေးကိုနှလုံးပေါင်းကြီးဒီလေးလို့စခဲ့တဲ့ခါမှာနှစ်နှစ်ကောင်ကစပြီးတော့နှစ်တစ်စီပြန်ရိုက်တာနှလုံးပေါင်းကြီးဒီကိုကိုကမှန်းနဲ့ပေါင်းလို့ရှိလေးလို့ထည့်တယ်နှလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့၁၀နဲ့ပေါင်းလို့ရှိရင်ခွန်လို့ထည့်တယ် အဲလိုမောင်ကြီးဒီကိုကိုငါ10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ကိုလို့ထည့်တယ်အဲလိုမောင်ကြီးဒီလေးလေးကိုကျွန်တော်တို့10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ sorry အဲလိုမောင်ကြီးဒီအဲလိုမောင်ကြီးဒီလေးခွန်ခွန်ကို10ကို9နဲ့4ခွန်ကို10နဲ့9နဲ့ကိုကို10နဲ့9လေးကိုတင့်တယ်ဒီမှာလေးကိုတင့်နေပေါင်းလို့ရှိရင်ကျွန်တော်တို့9လို့ထည့်တယ်သူက9ကက်မှာကျွန်တော်တို့ဒီမှာ6လို့အလုပ်လုပ်ထားတယ်ပေါ့နော်အဲ6လို့လုပ်လုပ်ထားတဲ့ခါမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့10နဲ့ပေါင်းလို့ရှိရင်6ဆိုပြီးတော့ တိတ်ဆိတ်စီရတော့နည်းနည်းလေးစိတ်ဝင်စားစရာကောင်းတယ်ဒါပေမဲ့ဒီ site တွေမှာကကျွန်တော်တို့အလွတ်တဘောတွေနော်အလွတ်တဘောတွေတလုံးမှမညီညီမညီဘူးဖြစ်နေတယ်မညီဘူးဖြစ်နေတယ်ပေါ့နော်တလုံးမှမညီဘူးဖြစ်နေတယ်ဟိုကြိုင်လေတုံးလို့ရတယ်ခုနကကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်တို့ trade တို့ကျွန်တော်တို့၅ပိတ်တို့၅၆ပိတ်တို့ပေါ့နော်လုံးမယ်ဆိုလည်းတုံးလို့ရတယ်ထားခဲ့မယ်ဆိုလည်းထားခဲ့လို့ရတယ်ထားခဲ့မယ်ဆိုလည်းထားခဲ့လို့ရတယ်နော်အလွတ်တဘောရပြောပြတာအလွတ်တဘောရပြောပြတဲ့အခါမှာ ဒါပထမ లైవ్ ကိုကျွန်တော်ပြန်ရှင်းပြတဲ့သဘောပေါ့နော်ပထမ లైవ్ မှာပြခဲ့ပြီးတော့ဒုတိယ లైవ్ မှာအသုံးမပြုတာကိုပြန်ပြီးတော့ဖြည့်ပြတဲ့သဘောပေါ့ဗျာနော်ကျွန်တော်တို့ပိတ်ထားခဲ့လို့ရှိရင်အဖွင့်ရှိရမယ်အဖွင့်ကိုဘာနဲ့ဖွင့်မလဲနော်အဖွင့်ရှိရင်အပိတ်ရှိရမယ်ပြန်ပြီးတော့ဟိုစဉ်းစားရမယ်ပေါ့ပြန်ပြီးတော့စဉ်းစားရမယ်အဲ့လိုပြန်ပြီးတော့စဉ်းစားတဲ့အခါမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပထမ లైవ్ မှာဒီသုံးလုံးပေါင်းကြီးဒီခုံခုံငါးနဲ့ပေါင်းလို့ရှိရင်နှစ်လို့ထည့်ခဲ့တာပေါ့နော်နှစ်လို့ထည့်ခဲ့တယ် ဒီမှာလည်းကျွန်တော်တို့သုံးလုံးပေါင်းကြီးတွေတစ်ကို9နဲ့တစ်ကို1နဲ့နှစ်တယ်သုံးလုံးပေါင်းကြီးတွေ6ကို6နဲ့နှစ်တယ်သုံးလုံးပေါင်းကြီးတွေကခုံခုံ9နဲ့နှစ်တယ်သုံးလုံးပေါင်းကြီးတွေခုံခုံ9နဲ့နှစ်တယ်ဒီ9165ဆိုပြီးတော့ဒီခဏ9လုံး25လုံးမှာကျွန်တော်တို့ပြန်ပြီးတော့အတူတူပဲသူကဒီနှလုံးပေါင်းကြီးတွေ9ကိုကျွန်တော်တို့ဒီခုံနဲ့ကျွန်တော်တို့နှစ်တယ်ဆိုပြီးတော့နော်ဒီနှလုံးပေါင်း3ကို9နဲ့နှစ်တယ်ဒီနှလုံးပေါင်းခုံကို9နဲ့နှစ်တယ်ဒီနှလုံးပေါင်း6ကို6နဲ့နှစ်တယ်ဒီနှလုံးပေါင်း8ကို4နဲ့နှစ်တယ်ဆိုပြီးတော့ကျွန်တော်တို့တိတိကျကျကိုအပြန်လာသဘောနေတယ် ပြန်ပြီးတဲ့အခါကျတော့သူ့ရဲ့ frame ကအဓိကကကျွန်တော်တို့ပြောခဲ့သလိုပဲဒီနှလုံးပေါင်းကြီးဒီလေးဒီလေးလို့ပြန်ထည့်တယ်တဲ့ပေါ့နှလုံးပေါင်းကြီးခုခုလေးပြန်ထည့်တယ်တဲ့ပေါ့သူလည်းကျွန်တော်တို့ဟိုစီကြောလို့ပြောလို့ရတဲ့အနေထားမှာပဲအပြက်ကတိုင်းကနေပါလာတာပေါ့နော်အပြက်ကတိုင်းကနေပါလာအဲ့ပါလာတဲ့အခါမှာကျွန်တော်တို့အဲ့လိုဆိုကျွန်တော်တို့တစ်ကိုကျွန်တော်တို့တဘောတရားပြိတ်လိုက်တယ်ပေါ့သူ့ကျွန်တော်တို့ဘာနဲ့ပြန်ဖွင့်မလဲပေါ့နော်ဘာနဲ့ပြန်ဖွင့်မလဲဆိုတာကဟိုအကောက်မှာတုတ္တတုတ္တမောင်ဆိုပြီးတော့သူကကျွန်တော်ရဲ့ဒီ frame ဒီ site ကိုသူကယူပြီးတော့ ဒီထိပ်စီးတလုံးကိုကိုထိပ်စီးတလုံးကိုပြန်ပြထားတယ်ပေါ့နော်ကိုထိပ်စီးတလုံးပြလိုက်ကမှတော့ဒီနှလုံးပေါင်းကြီးတွေရှိနော်ဒီနှလုံးပေါင်းကြီးတွေရှိရှစ်ကိုကျွန်တော်တို့နှစ်နဲ့ပေါင်းလို့ရှိရင်၁၀လို့ထည့်တာပေါ့နော်နှလုံးပေါင်းကြီးတွေသုံးကိုနှစ်နဲ့ပေါင်းလို့ရှိရင်၅လို့ထည့်တာပေါ့နှလုံးပေါင်းကြီးတွေကိုကိုကိုနှစ်နဲ့ပေါင်းလို့ရှိရင်၁လို့ထည့်တာပေါ့နော်နှလုံးပေါင်းကြီးတွေဒီ၁ကိုနှစ်နဲ့ပေါင်းလို့ရှိရင်၃လို့ထည့်တာပေါ့နှလုံးပေါင်းကြီးတွေနှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄လို့ထည့်တာပေါ့၄လို့ထည့်တဲ့ခါမှာကိုထိပ်စီးဘက်ကိုသွားတယ်ပေါ့နော်ကိုထိပ်စီးဘက်ကိုသွားတယ်ဒီကိုထိပ်စီးဘက်ကိုသွားတဲ့ခါကျသူဆိုလိုခြင်းတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဒီ ုံးလုံးပေါင်းကြီးဒီခွန်နော်အဓိကကဒီသုံးလုံးပေါင်းကြီးဒီခွန်ကဆက်ပြီးတော့ဒီငားနဲ့နှစ်သွားတဲ့အချိန်မှာပြန်ပြီးတော့ဒီငားလေးသလုံးကိုဆွဲချက်ပြီးတော့ငားနဲ့ခွန်နဲ့နှစ်သွားတယ်နော်ငားနဲ့ခွန်နဲ့နှစ်သွားတယ်သူကဒီသုံးလုံးပေါင်းကြီးဒီခွန်ကိုဖြုတ်ထားခဲ့ပြီးဒီငားထည့်စီလေးနဲ့သွားခဲ့လို့ရှိရင်သူ့ကိုလည်းလုံးဝမယူတော့ဘူးဒီသုံးလုံးပေါင်းကြီးဒီငားဆိုပြီးတော့ဖြစ်လာတာငားနဲ့ရှိသုံးလုံးပေါင်းကြီးဒီငားရဲ့နှစ်ရဲ့ရှိရဲ့သုံးလုံးပေါင်းကြီးဒီငားတစ်ရဲ့သုံးရဲ့တစ်ရဲ့သုံးရဲ့နှစ်ရဲ့သုံးလုံးပေါင်းကြီးဒီ၆၆ရဲ့သုံးရဲ့ရှိရဲ့သုံးလုံးပေါင်းကြီးဒီခွန်ငားရဲ့ငားရဲ့သုံးရဲ့သုံးရဲ့သုံးလုံးပေါင်းကြီးဒီ၈ နော်ဒီမှာ9ရယ်9ရယ်9ရယ်အုံလုံးပေါင်းကြည့်ခိုးဆိုပြီးတော့9 6ခု9ဆိုပြီးတော့ဒါဒီလိုသွားတာနော်ကျွန်တော်တို့ဒီမတ်တက်နဲ့ပေါင်းလိုက်တဲ့အခါမှာလည်းသူကသွားတယ်ဒါပေမဲ့ဒီမတ်တက်နဲ့ယူခဲ့မယ်ဆိုရင်ကိုဒီစီကလုံးဝမအောင်ဘူးဒီ9 6ခု9နဲ့သွားမှသူကကျွန်တော်တို့ကိုဒီစီကအောင်မယ်ဒီ9 6ခု9မှာကဘာဖြစ်လို့လဲဆိုတော့နှလုံးပေါင်းကြည့်ခွန်ခွန်ကိုဘာတုံးနဲ့ပေါင်းလို့ရှိရင်တုံညာနှလုံးပေါင်းကြည့်နှစ်နှစ်ကိုဘာတင်နဲ့ပေါင်းလို့ရှိရင်နှစ်ကိုဘာကိုနဲ့ပေါင်းလို့ရှိရင်တစ်ညကိုဘာကုန်းနဲ့ပေါင်းလို့ရှိရင်တစ်နှလုံးပေါင်းကြီးတစ်တစ်ကိုခွားတဲ့နဲ့ပေါင်းလို့ရှိရင်နှစ် နော်နှလုံးပေါင်းကြီးဒီတစ်ကိုဂွန်းနေနဲ့ပေါ်လို့ရှိရင်တော့ဖြစ်ပါပါနော်နှလုံးပေါင်းကြီးဒီကိုကိုငါးနဲ့ပေါ်လို့ရှိရင်၄ဆိုပြီးတော့တုံညာတင်းတဲ့လုံးလေးကို9689ဆိုပြီးကျွန်တော်ပြန်ထည့်ပါတယ်ဟမ်ပြန်ထည့်ပါတယ်ပြန်ထည့်တဲ့အခါမှာဒါကကျွန်တော်တို့ဒီနန်း9ကက်မှာပေါ့နော်ဒီနန်း9ကက်မှာကကျွန်တော်တို့၄ကက်ဆိုပြောနေတယ်နော်၄ကက်ဆိုပြောနေတယ်ကျွန်တော်ရေပေါ်လာကြီးဒါကိုဖာကိုလက်လက်ကျွန်တော်၄ကက်တင်နေကျွန်တော်မစင်ကားနေဖုတ်ပြထားတယ်ပေါ့နော်သူတွေ့တာလေးမြင်တာလေးတွေ ်အုပ်ပြုဖို့လေလေးကဆိုရင်တော့ကျွန်တော်တို့ဒီနေ့မှာကဘာနေပဲယူယူဘာနေပဲတက်တက်လေးကကတော့ကျွန်တော်တို့ရတယ်ရတယ်ဆိုတော့ကျွန်တော်တို့ဒီ၃ထစ်စီ၃ခါကျသွားတယ်လေတက်ပြီးတော့အဆင်ပြေနေမှာနော်၃ထစ်စီအဆင်ကျသွားတယ်အဆင်ပြေနေဘူးဘာလို့လဲကျွန်တော်ဒါညနေလိုက်မှာကတိတ်တော့မှမယူဘူးနော်ကျွန်တော်အဓိက main ကန်ရင်နဲ့အလုံးလေးပေါ့ဗျာနော်ကန်ရင်နဲ့ site လေးပေါ့နော်ကျွန်တော်တို့ဒီ6 8နှစ်ရှေ့တုံညပေါ့နော် ်ဆောက်ရှင်နေရှိတုံညမှာဒီနန်းမှာကျွန်တော်အမြင်ပေါ့ဗျာနော်အခြေဆုံးစိုက်ပေါ့နော်ဆောက်ရှင်နေရှိတုံညမှာအခြေဆုံးစိုက်ဒီတစ်ခုပေါ့နော်ဒီစိုက်ပဲကျွန်တော်ကအခြေဆုံးမြင်မိတယ်သူဒီတိတန့်ပေါ့တိတန့်ရက်တည်မှုနဲ့တိတန့်ဖြစ်တည်မှုနဲ့ပဲသွားတယ်နော်ဒီစိုက်ကတိတန့်ဖြစ်တည်မှုနဲ့ပဲသွားတယ်ကျန်တဲ့ဟာနဲ့မရောမရှက်ဘူးပေါ့သူမတ်တက်လိုင်းလဲမဟုတ်ဘူးစီနီယာကျော်လဲမဟုတ်ဘူးဆိုတော့နော်သူသွားနေတဲ့အနေထားလေးတစ်ခုကိုပဲသွားတယ်ဒါပေမဲ့အတွားနေတဲ့အနေအထားလေးတစ်ခုကိုကျွန်တော်ပြောခဲ့သေးတယ်ပဲဒီသုံးလုံးပေါင်းကြီးဒီ968သုံးလုံးပေါင်းကြီးဒီကိုနော် ရဲ့6ရဲ့ရှိတယ်သုံးလုံးပေါင်းကြီးဒီကိုကိုကျွန်တော်တို့ခွန်နောက်ပေလေးနဲ့6လို့ထည့်တယ်နော်6 6 6 6နင်းနဲ့သုံးလုံးပေါင်းကြီးဒီ3ညာ3ညာကို6နောက်ပေလေးနဲ့8လို့ထည့်တယ်ပေါ့နော်နှစ်3 8သုံးလုံးပေါင်းကြီးဒီ3 3ကို6နောက်ပေလေးနဲ့2လို့ထည့်တယ်ပေါ့နော်ဒီ3 3 3ညာသုံးလုံးပေါင်းကြီးဒီ6 6ကို2နောက်ပေလေးနဲ့8လို့ထည့်တယ်ပေါ့နော်6ကို2နောက်ပေလေးနဲ့ကျွန်တော်တို့8လို့ထည့်တယ်ပေါ့ဒါ3 3ငါသုံးလုံးပေါင်းကြီးဒီ1ကိုကျွန်တော်တို့6နောက်ပေလေးနဲ့ပေါင်းလို့ရှိရင်3ညာဆိုလို့နော်ဒီ6 8 2 8 3ညာပေါ့နော်6 8 2 8 3ညာဟုတ်ဒီ6 8 2 8 3ညာမှာသူကကျွန်တော် အမြင်ကတော့တတိတိတဒီဆက်ကတိတန်လေးသွားတာအော်ငါကဆက်ချင်းတူခဲ့ရတော့ဗောနော်အကောင်းဆုံးကတော့ကျွန်တော်တတိတီကတော့လေးကက်နဲ့ချုံမီငိုမီထီထီမီမီလုံနိုင်တော့လေးကက်နဲ့အကောင်းဆုံးဘတ်ဆုံးနဲ့ဒီငါကက်ကတော့ကျွန်တော်တို့လေးကက်နဲ့ဆိုတာလည်းတည့်ရတယ်မယ်နော် site တွေကအများကြီးဒါပေမဲ့လေးကက်နဲ့ကသူကရိုးရိုးရှင်းရှင်းဘာတွေအများကြီးရှိတယ်ဟောလေးကက်နဲ့ချုံမီလို့ရှိတယ်မဆိုးဘူးအဲ့ဒီမှာကျွန်တော်ပြဆက်ပြခဲ့တယ်ဒီသုံးလုံးပေါင်းကြီးဒီလေးလေးကိုကျွန်တော်တို့နှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ထည့်တယ်နော် သုံးလုံးပေါင်းကြီးဒီငါတစ်ကိုသုံးလုံးပေါင်းကြီးဒီငါငါကိုသုံးနဲ့ပေါင်းလို့ရှိရင်ရှစ်လို့ထည့်ခဲ့တယ်နော်တစ်ကိုကိုသုံးလုံးပေါင်းကြီးဒီကိုကိုကိုသုံးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့နှစ်လို့ထည့်ခဲ့တယ်နော်ငါ6ကို3ညာသုံးလုံးပေါင်းကြီးဒီငါငါကိုသုံးနဲ့ပေါင်းလို့ရှိရင်ရှစ်လို့ထည့်ခဲ့တယ်နော်ငါငါငါ3ညာ3ညာသုံးလုံးပေါင်းကြီးဒီငါငါကို3ညာဖြစ်ဖို့ကလေကျွန်တော်တို့ငါထည့်စီပေါ့နော်ငါထည့်ကိုပေးပေါ့နော်ကျွန်တော်ဒီဆက်ကိုပဲဒီကကိုင်မယ်အဲငါထည့်ကိုပြီးဒီဆက်ကိုဒီကကိုင်တဲ့ခါကျတော့ သူကျွန်တော်တို့စလာခဲ့တဲ့ပြောပြတဲ့ဒီသုံးလုံးပေါင်းကြီးဒီ6เนาะဒီသုံးလုံးပေါင်းကြီးဒီ6တည်းဒီစလာတယ်ဒီသုံးလုံးပေါင်းကြီးဒီကျွန်တော်တို့8လို့လာခဲ့တယ်ဒီသုံးလုံးပေါင်းကြီးဒီ5 3သုံးလုံးပေါင်းကြီးဒီ2လို့လာခဲ့တယ်5 6ခုသုံးလုံးပေါင်းကြီးဒီကျွန်တော်တို့8လို့လာခဲ့တယ်1 2ခုသုံးလုံးပေါင်းကြီးဒီတုံညလို့လာခဲ့တယ်ပေါ့သူစသူကကျွန်တော်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ရိုးရိုးတက်တက်ဒီတက်ဟမ်ဒီ6 8တုံည6 8 2 8တုံညကိုရိုးရိုးတက်တက်လေးဟုတ်ပြီကျွန်တော်တို့အဲ့မှာကျွန်တော်တို့5ချိတ်ကိုပြရတဲ့အခါမှာ နော်ကျန်တဲ့ကျွန်တော်ခုနပြောခဲ့လေစီနီယာကျော်တွေအများကြီးဗရိတ်တွေရောထိပ်စီးတွေရောအလဲတိုင်းတွေရောနောက်ပိတ်တွေရောပေါင်းချင်းတွေရောဒီနေ့မှစီနီယာကျော်၅ကက်တွေလောကမငြိဘူးအများကြီးနော်အဲ့ဆက်မှာကိုအားတာချက်နဲ့ကိုယူကိုယူဆန်တဲ့ကိုထင်မြင်ချက်နဲ့အသုံးသက်ပြီးတော့ကဏ္ဍတစ်ခွက်ကိုထုတ်ယူသွားကြတာပဲနော်ထုတ်သွားတဲ့အခါမှာ6 8နှစ်8တုံညဆိုပြီးတော့အလဲတိုင်းလေးလုံးပေါ့နော်အဲ့အလဲတိုင်းလေးလုံးနဲ့ပဲပေါင်းပေါင်း6ကိုကျွန်တော်တို့သဘောတရား6နဲ့ပေါင်းလိုက်မယ်၅ဖြစ်သွားတယ် ပေးတာကကျွန်တော်တို့နှစ်နှစ်ကုန်ကစပြီလေဒီ6ကိုသုံးလုံးပေါင်းကြီးဒီကိုကိုခုနဲ့ပေါင်းလို့ရှိရင်6ဒီ6ကိုကိုနဲ့ပေါင်းလို့ရှိရင်5ဖြစ်သွားတယ်သုံးလုံးပေါင်းကြီးဒီ5နော်6ကိုကိုနဲ့ပေါင်းလို့ရှိရင်5ကိုကိုနဲ့ပေါင်းလို့ရှိရင်9သုံးလုံးပေါင်းကြီးဒီ9ဒါအလေလိုက်မှာပြီးစီနော်နှစ်ကိုကျွန်တော်တို့ကိုနဲ့ပေါင်းလို့ရှိရင်1 3တုံညာ8သုံးလုံးပေါင်းကြီးဒီ1 8ကိုကိုနဲ့ပေါင်းလို့ရှိရင်9 3 5ကိုသုံးလုံးပေါင်းကြီးဒီ9သုံးညာကိုကိုနဲ့ပေါင်းလို့ရှိရင်9 3 2 4ဆိုပြီးတော့သုံးလုံးပေါင်းကြီးဒီ နော်ဘလုံးပေါင်းကြီးဒီကိုဘလုံးပေါင်းကြီးဒီကိုမှာဒီ6တောင်းပေါ့ပဲကျွန်တော်ခုနပြောခဲ့တယ်လို့ပဲနော်6နဲ့ပဲယူယူကျွန်တော်ပြောခဲ့6နဲ့ပဲယူဒီနေ့မှာ6တောင်းလုံးရှိတယ်ဒါကြိုက်တဲ့6နဲ့ပဲယူယူနော်ဒီဘလုံးပေါင်းကြီးဒီလေးလေးကို2နဲ့ပေါ့လို့ရှိရင်6 6ကို9နဲ့ပေါ့လို့ရှိရင်လေဒီမှာတွဲလိုက်ငားတာပဲနော်ဒီဘလုံးပေါင်းကြီးဒီငား9ကို2နဲ့ပေါ့လို့ရှိရင်ခုံခုံကို9နဲ့ပေါ့လို့ရှိရင်ဆက်ဘလုံးပေါင်းကြီးဒီငား9ကို2နဲ့ပေါ့လို့ရှိရင်ဘလုံးပေါင်းကြီးဒီငား9ကို3နဲ့ပေါ့ ငါ့ကိုသုံးနေပေါလို့ရှိရင်ရှစ်ကိုကျွန်တော်တို့ကိုးနေပေါလို့ရှိရင်လည်းကျွန်တော်တို့တွဲလိုက်ခွန်တာပဲသုံးလုံးပေါင်းကြီးဒီကိုကိုးကိုသုံးနေပေါလို့ရှိရင်နှစ်ကိုကိုးနေပေါလို့ရှိရင်လည်းသုံးလုံးပေါင်းကြီးဒီတက်တာပဲသုံးလုံးပေါင်းကြီးဒီငါငါ့ကိုသုံးနေပေါလို့ရှိရင်ရှစ်ကိုကိုးနေပေါလို့ရှိရင်ခွန်ခွန်ဒီသုံးလုံးပေါင်းကြီးဒီလည်းခွန်တာပဲငါ၃ည၃ည၅ငါ့ကိုကျွန်တော်တို့ငါးနေပေါလို့ရှိရင်၃ည၃ည၅ကိုကိုးနေပေါလို့ရှိရင်ကိုးကိုးဒီသုံးလုံးပေါင်းကြီးဒီကိုးတာပဲကျွန်တော်ကမဖြစ်မနေနောက်ဆုံးအဆင့်ပေါ့နော် organize လို့မဟုတ်ဘူးဒီဆက်တဲ့ချိန်မှာကျွန်တော်တို့ငါးကက်ဆိုင်မှာတော့ကျွန်တော်တို့549နော်ငါးလီကိုးကနတ်တစ်ခွက်နော်အဖြစ်မနေတော့ ထိုးဖို့အစီအစဉ်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မိမိတို့တိုက်နေတတ်တဲ့ခဏန်းပေါ့နော်ထိုးခြင်းတဲ့ခဏန်းတကွက်ဘလိုပဲဖြစ်ဖြစ်ဆယ်မူပဲရရဘလိုမူပဲရရကျွန်တော်ရဲ့ like comment မှာရေးပေးခဲ့ပါ။ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာကျွန်တော်တို့၃၃ကြားကြီးခံထားတဲ့တွေ့နော်၃၃ကြားကြီးခံထားတဲ့တွေ့လုံးဝမိမိတို့တိုက်နေတဲ့ခဏန်းထိုးလို့ရတယ်။ဘာဖို့မှတိတ်ပြီးတော့အစင်မပြေနိုင်ဘူးပေါ့နော်။ဘာကုမသိပြီးတော့အစင်မပြေနိုင်ဘူးတုံးတုံးများ ခင်ထားတဲ့ကဏ္ဍကတော်တော်လေးကိုလုတ်ယူရမယ်အနေထားထဲမှာတော့ရှိတယ်နော်ခုနကကျွန်တော်တို့ဟိုငါးထိပ်စီနဲ့ပတ်သက်ပြီးတော့ငါးထိပ်စီနဲ့ပတ်သက်ပြီးတော့ဆိုတော့ကကျွန်တော်ခဏလေးကြားလိုက်စမ်းနေလိုက်ကဟောဖြစ်မှာဆိုလို့ငါးထိပ်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲခုနကကအခုရှိခဲ့တည်တာပေါ့ဗျာနော်ဒီဘက်ထီသွားခဲ့မယ်ဆိုရင်တမျိုးပုံစံဖြစ်တော့ပါဒီကျွန်တော်တို့ရတဲ့ဝေးသွားလို့ပေါ့ဒီခွန်ခွန်၃၅ရေဝေးသွားတဲ့မြူချင်မှုပေါ့နော် ဒီ65 65သုံးလုံးသုံးမှာ65သုံးလုံးသုံးမှာဒီ6ကိုကျွန်တော်တို့နှစ်နဲ့ပေါင်းလို့ရှိရင်8တယ်ပေါ့ဒီ9ကို3နဲ့ပေါင်းလို့ရှိရင်8တယ်ပေါ့ဒီ9ကိုဒီ3နဲ့ပေါင်းလို့ရှိရင်8တယ်ပေါ့ဒီ9ကိုဒီ3နဲ့ပေါင်းလို့ရှိရင်8တယ်ပေါ့ဒီ3ကိုဒီ9နဲ့ပေါင်းလို့ရှိရင်8တယ်ပေါ့နော်ဒါမှကျွန်တော်တို့65ပြားတွေကမလုပ်ခဲ့ဘူးနော်ကျွန်တော်ဒီဆိုလိုချင်တဲ့အထိပ်ပေးကဒီမှာ9ဒီစီလာညှိနေလို့ပေါ့နော်9ဒီစီလာညှိနေလို့အဲပြောချင်တဲ့အထိပ်ပေးကပြောချင်တဲ့အထိပ်ပေးဟုတ်ပြီကျွန်တော်တို့ဒီ65ပြားနဲ့တွားကြည့်တာပေါ့နော်65ပြားနဲ့တွားကြည့်တဲ့အခါကျွန်တော်ဒီ6ကိုကျွန်တော်တို့ဒီမှာက1နဲ့ပေါင်းလို့ရှိရင်8တယ်အဲ့ဒီ6ကိုကျွန်တော်တို့က ခင်းလာတာကသူရှင်းနဲ့ခင်းလာတဲ့တွေ့ကျွန်တော်တို့ကရှင်းရှင်းပါပါလုံးဒါမှမဟုတ်ဒဲတူတဲ့ပေါ့ဒါမှမဟုတ်တင်ငါလုံးပေါ့နော်အဲ့လိုသွားတဲ့ခါမှာကျွန်တော်တို့ဒီမှာကခွန်လေလိုက်လေးရှိတယ်နော်ခွန်သုံးခွန်ကမှခွန်လေလိုက်ရှိတယ်ခွန်လေလိုက်ကိုဘရိတ်တင်တဲ့ပေါ့လို့ရှိရှင်းတယ်နော်ကိုးလေတိုင်းကိုဘရိတ်ကိုးနဲ့ပေါ့လို့ရှိရှင်းတယ်နော်၆လေတိုင်းကိုဘရိတ်နှစ်နဲ့ပေါ့လို့ရှိရှင်းတယ်နော်၈လေတိုင်းကိုဘရိတ်၁၀နဲ့ပေါ့လို့ရှိရှင်းတယ်နော်၁လေတိုင်းကိုမနှစ်လေတိုင်းကိုနော်နှစ်လေတိုင်းကိုကျွန်တော်တို့ဘရိတ်၆နဲ့မှရှင်းမှာသူကြတော့နော်ဘရိတ်၆နဲ့မှရှင်းမှာအဲ့ဒီမှာကျွန်တော်က ခုနကတော့ကျွန်တော်ပြောခဲ့တဲ့ဒီငါးတိစုပုံမှာကန်ကျင်တဲ့ဒီကိုနောက်ဘေးကိုမှခြားညက်မယ်နော်ကိုနောက်ဘေးကိုမှညက်ပြီးတော့အတုံးပြမယ်ဆိုလို့ဒီ6ဒီကျွန်တော်တို့ဒီခွန်လေးလိုင်းလေးနဲ့နောက်ပေါင်းခြင်း6နဲ့6တာပဲနော်ဒီ6တိစုကြီးကဒီကိုလေးလိုင်းလေးဒီကျွန်တော်တို့နောက်နောက်ပေါင်းခြင်း6နဲ့9တာပဲနော်ဒီ6လေးလိုင်းလေးဒီနောက်နောက်ပေါင်းခြင်း9နဲ့ကျွန်တော်တို့9တာပဲ7လေးလိုင်းလေးဒီနောက်ပေါင်းခြင်း9နဲ့ကျွန်တော်တို့9တာပဲ2လေးလိုင်းလေးဒီနောက်ပေါင်းခြင်း10နဲ့မှ3ပဲဆိုလို့ရှိရင် ၅ထိနဲ့နောက်ပေါင်းရင်း၁နဲ့ပရိ6နဲ့ဟာနေကိုဆိုပြီးတော့နော်အဲ့လိုဖြစ်သွားတယ်သူကဒါကကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဆွဲပြီးတော့ဖြစ်နိုင်ခြေရှိတာလေးပေါ့လိုရာဆွဲကြည့်တာတော့ဖြစ်နိုင်ခြေနောက်ဆုံးဟိုဒီဘက်ကိုလှည့်သွားမယ်လဲဆိုတဲ့ဒေတာတစ်ခုပေါ်မှာမူတည်ပြီးတော့သူ့ရိုက်ကြည့်တာပေါ့နော်ခုနကကျွန်တော်ပြောခဲ့တယ်ဒီခွန်ထိပ်နှစ်ပိတ်မှာကျွန်တော်နော်တော်တော်လေးကိုဟိုမှုကြည့်လိုက်တယ်ပေါ့ခွန်ထိပ်နှစ်ပိတ်မှာ ဒီခွန်ရှိကိုကိုနှစ်ကခွန်ရှိကိုကိုနှစ်ကနော်ဒီခွန်ရှိကိုကိုနှစ်ကကျွန်တော်ဟိုပြီးသွားပြီပေါ့ဗျာနော်ခွန်ရှိကိုကိုနှစ်မှာခွန်ရှိကိုနှစ်နဲ့ပဲပြီးသွားတယ်လို့ဒီစားလိုက်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီ site ကိုပြန်ဖြည့်ပြမယ်ဆိုလို့ရှိရင် like ကဒါကြီးရှင်းသွားလိမ့်မယ်ပေါ့နော်နောက်ဆုံးကျွန်တော်တို့ထပ်ပြီးမှထပ်ပြင်လည်းပြန်ပြပြီးမယ်ထပ်ပြင်လည်းပြန်ပြပြီးမယ်ပေါ့နော်ဘာဖြစ်လို့ဆိုပြီးတဲ့ဘက်ကကျွန်တော်တို့သုံးသိစီကိုပယ်တဲ့ထဲမှာထည့်တဲ့ခါမှာသုံးသိစီဒီလုံးက ဟိုဝင်သွားတယ်ပေါ့ဗျာနော်ပြီးလည်းပေါ့ကျွန်တော်ပယ်တဲ့ထည့်စီထဲမှာသူနေစီဝင်သွားတယ်ဝင်သွားတဲ့ခါကျွန်တော်ကဒီဘက်မှာတိချောက်ဒီခွန်ထိနော်ခဏလေးလုံးတိချောက်လေးခွန်ဒီပယ်ထားပါတယ်ခဏလေးလုံးထည့်စီလေးလုံးပေါ့ဗျာနော်အနာရောကျွန်တော်တို့ဟိုရှိတော့ရှိပြင်ရှိတော့ရှိပြင်ရှင်ရတော့လဲအဲဟိုပြောလို့တော့များဘူးပေါ့နော်တိတ်ပယ်တဲ့ထဲမှာလည်းတိတ်မထက်ဖြစ်တော့ဘူးဒီ16လေးကုန်ထည့်စီဒီလိုတော့ပဲကျွန်တော် စတဲ့ချိန်မှာပြောလိုက်ပါတယ်ခဏတော့လောဆိုကျွန်တော်တို့စတဲ့ချိန်မှာ549ပေါ့เนาะ549 549เนาะကျွန်တော်ကတော့ကျွန်တော်လေ့လေ့မှာ line နဲ့ပဲပြတ်ထည့်ခဲ့ပါဦးမယ်အားလုံးပဲမင်္ဂလာနေခင်ပါခင်ဗျာ